နေပြည်တော်တက္ကသိုလ်မျိုးနဲ့စင်တေရေလွဲဆက်ရေးတောင်စနစ်ရှိလက်ဝဲမြောင်းမကြီးနဲ့လက်ရမြောင်းမကြီးများမှမန္တလေးငလှင်ကြီးကြောင့်ရေပီးမြောင်းမကြီးတရှောင်းနဲ့လက်တံမြောင်းများရေကြောင့်နေရများပြူချပစ္စည်းကမှုကိုပြုပြင်မုံမှန်ခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိတယ်လို့သိရပါဗျ။ စင်တီရေလွဲစိန်လဝဲမြောင်းမကြီးရေတောက်စနစ်မှာຫນွေသီးနှံဧက9500ကျော်နဲ့လက်ရမြောင်းမကြီးရေတောက်စနစ်မှာຫນွေသီးနှံဧက3000ကျော်စုစုပေါင်းຫນွေစပားနဲ့ຫນွေသီးနှံဧက8500ခန့်ကိုစိုက်ပျိုးထားရှိရာအဆိုပါ site area ကိုစိုက်ပျိုးရေးပေးဝေခြင်းကို April 10ရက်နေ့မှာပြန်လည်ဆောင်ရွက်ပြီးတော့မှာဖြစ်ပါတယ်။ဒါ့အပြင်လုပ်ငန်းများထိရောက်လျင်မြန်စေဖို့လက်ဝဲလက်ရမြောင်းမကြီးများကိုဦးစားပေးပြင်ဆင်လျက်ရှိပြီး လက်တံမြောင်များကိုအပိုင်းလိုက်ပြင်ဆင်ဆောင်ရွက်လျက်ရှိကလက်တံမြောင်အချိန်မီပြင်ဆင်မှုမရှိတဲ့နေရာများမှာနေအောင်ကြီးစွမ်းအင်တုံရွေလျားဆိုလာပန့်6စုံနဲ့ရေပေးဝင်နိုင်ရေးစီမံဆောင်ရွက်ထားရှိကြောင်းသိရပါဗျ။ အကူကမန္တလေးငလင်ကြီးချောင်းကျိုးပေါက်ပြစီခဲ့တဲ့စင်တီရေလွဲဆဲအောင်ယာယီမြေသားတမန်ပိတ်ချင်းလုပ်ငန်းဆောင်ရွက်ရမှာရေလေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရင်းနဲ့လုပ်ငန်းများအပိုင်းလိုက်စနစ်တကျဆောင်ရွက်ပြီးရထားချက်အတိုင်းစိုက်ပျိုးရေးအချိန်ပြီးပေးဝေနိုင်ဖို့ဆောင်ရွက်လျက်ရှိတဲ့သိရှိရပါတယ်ရှင်။